ပရီးမီယားလိပွဲစဉ်ခုနှစ်အပြည့်ထုတ်ပယ်ခံရမယ့်နေ့ပြရေပန်းစာမုံမှာ Nottingham Forest အသင်းနေ့ပြ Post Diego Glue ကထိတ်ဆုံးရောက်လာခဲ့ပါတယ်။စပါနီပြဟောင်း Post Diego Glue ဟာမကြသေးခင်ကမှ Nottingham အသင်းနေ့ပြအဖြစ်ခန့်အပ်ခံခဲ့ရပြီးသူကင်တွေတဲ့ခုနှစ်ပွဲစလုံးနိုင်ပွဲပျောက်ဆုံးခဲ့ပါတယ်။ Post Diego Glue လက်ထက်ကစားတဲ့ Nottingham အသင်းရဲ့ခုနှစ်ပွဲမှာနှစ်ပွဲသာသေရကြပြီး၅ပွဲရှုံးနိမ့်ခဲ့ပါတယ်။ ပွဲစဉ်6အပြီးမှာ Manchester United နေပြအဝရန်ထိဆုံးရောက်လာခဲ့ပေမဲ့အခုသူ့နေရာကို Postigo Glue ကအစားထိုးဝင်ယူခဲ့တာဖြစ်ပါတယ်။ Nottingham အသင်းဟာ Premier League အမှတ်ပေးစရာမှာအဆင့်18နေရာရောက်နေပြီးအဆင့်18 19ကအသင်းတွေနဲ့လည်းတမတ်သာကွာဟပါတယ်။ဒါ့ပြင်နိုင်ငံတကာရေသတ္တပတ်အပြီး Chelsea, Porto, ဘုံပေါက်အသင်းတွေနဲ့ပွဲကျက်စတိုက်ကစားရဖို့ရှိနေပါတယ်။ နော်တင်ဟမ်အသင်းဟာဖူဟန်နီးပြမာကိုဆေးဗတ်စ်ကိုကာလရှည်ပြတ်မှတ်ထားခဲ့ပေမဲ့ရာသီကုန်အထိစာချုပ်သက်တမ်းရှိနေလို့အခုရာသီအတွင်းခေါ်ယူဖို့ကခက်ခဲပါလိမ့်မယ်။ဒါပြင်လေဘာဘူးနဲ့ချက်စီနီးပြဟောင်းဘီနီဒက်စ်နဲ့လည်းသတင်းတွေထွက်နေပါဗျ။ဘီနီဒက်စ်ဟာ2022ဇန်နဝါရီလမှာအေဗာဒန်အသင်းနဲ့လမ်းခွဲပြီးကြတဲ့ကအသင်းလက်မဲ့ဖြစ်နေပြီးလက်ရှိမှာ UEFA နေစနစ်အကြံပေးအဖြစ်ဆောင်ရွက်နေပါတယ်။